အရိုမန်အင်ပါယာလိုအင်အားကောင်းတဲ့အင်ပါယာတွေပြိုကျပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့လူသားတွေဟာအတမိုင်းရဲ့နောက်ထပ်အခန်းအခန်းကိုရောက်ရှိခဲ့တယ်။အဲ့ဒီခေတ်ကို Middle Age အလယ်ခေတ် Dark Age အမောင်ခေတ်နဲ့ Post Classical Era အကလစီကယ်ခေတ်အလွန်စသဖြင့်နာမည်အမျိုးမျိုးနဲ့ခေါ်ကြတယ်။နောက်ထပ် Medieval Period လို့လည်းခေါ်ကြတယ်။အချိန်ကာလအပြင်ခရစ်တော်ပေါ်ပြီးနှစ်ပေါင်း900လောက်ကနေပြီးတော့နှစ်ပေါင်း1500လောက်အထိကို Medieval Period အလယ်ခေတ်လို့သတ်မှတ်တာဖြစ်တယ်။ အဲ့ဒီကာလမှာလူတွေရဲ့နေထိုင်မှုပုံစံတွေနဲ့နိုင်ငံရေးစနစ်တွေကလည်းပုံစံအသစ်တွေအနေနဲ့ပေါ်ပေါက်ခဲ့တယ်။မြေရှင်ပရိသတ်စနစ်တွေပေါ်ထွန်းခဲ့တယ်။ကိုယ်ခွင့်ယုံကြည်ရာဘာသာတရားတွေကနိုင်ငံတွေပေါ်ကိုလွှမ်းမိုးခဲ့တယ်။အခရုစိတ်စစ်ပွဲတွေဖြစ်ခဲ့တဲ့ကာလပေါ့။ဥရောပမှာရောမအင်ပါယာပြိုကျပြီးနောက်ပိုင်းဥရောပရဲ့နေရာအများစုကိုထိန်းချုပ်ထားတဲ့အုပ်ချုပ်ရေးအာဏာဆိုတာကမရှိတော့ဘဲနဲ့အာဏာလီယာနဲ့ဖြစ်လာတယ်။အဲ့ဒီမှာပဲပရိသတ်နိုင်ငံငယ်လေးတွေနဲ့လူမျိုးစုငယ်တွေကခေါင်းထောင်လာပြီးတော့အာဏာတွေတိဆောက်လာကြတယ်။ ဲ့ဒီလိုဗြိတိနိုင်ငံငယ်တွေလူမျိုးစုတွေကကိုယ့်နေရာကိုအုပ်ချုပ်ကြရင်းနဲ့ပဲနိုင်ငံရေးစနစ်အစ်စ်တွေပေါ်ထွန်းခဲ့တယ်။အဲ့ဒီကာလမှာဘာသာရေးကနိုင်ငံရေးကိစ္စရပ်တွေမှာအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်လာတယ်။အခရီးယန်ဘာသာကဥရောပတလွှားကိုလွှမ်းမိုးခဲ့သလိုအစ္စလာမစ်ခလီဖိတ်လို့ခေါ်တဲ့စော်ဘွားတွေကလည်းအရှေ့အလယ်ပိုင်းကိုလွှမ်းမိုးခဲ့တယ်။အဲ့ဒီချိန်ကနိုင်ငံရေးစနစ်တွေကနိုင်ငံရေးနဲ့ဘာသာရေးရောစပ်ထားတဲ့ပုံစံမျိုးဖြစ်တယ်။ ဲ့ဒီကာလအတွင်းမှာခေတ်စားခဲ့တဲ့နိုင်ငံရေးပုံစံကတော့မြေရှင်ပရိသတ်စနစ်လို့ပမာလို့ခေါ်တဲ့ feudalism ပဲဖြစ်တယ်။ feudalism ဆိုတာကထိပ်ဆုံးမှာဘယင်ရှိမယ်။အဲ့ဒီဘယင်က Nobel လို့ခေါ်တဲ့မြန်မာလူဆိုသူကောင်းမျိုးရိုးပေါ့။ဆွေကြီးမျိုးကြီးတွေကိုနယ်မြေတွေအပိုင်စားပေးထားတယ်။အဲ့ဒီ Nobel တွေကဘယင်ကိုတစ္ဆာခံရပြီးတော့လူအပ်လို့ရှိရင်ဒီစစ်တိုက်ဖို့အတွက်လူပေးရတာမျိုးတွေပြန်လုပ်ပေးရတယ်။မြန်မာလူဆိုနယ်စားသဘောမျိုးဖြစ်မယ်ထင်တယ်။ အဲ့ဒီ Nobel တွေကမှတစင် Nike လို့ခေါ်တဲ့သူရဲကောင်းတွေကိုနယ်မြေတွေပြန်ခွဲပေးတယ် Nike ဆိုတာကတော့စစ်တိုက်တော်တဲ့သူရဲကောင်းတွေပေါ့အဲသူတို့မှလည်းကိုပိုင်နယ်မြေတွေရှိတယ် Nobel တွေထက်တော့ပိုသေးတဲ့နယ်မြေတွေပေါ့လိုအပ်လာလို့ရှိရင် Nobel တွေကနေပြီးတော့တစင်ဘင်းစီသွားပြီးတော့စစ်မှုထမ်းရတယ်ဒါအောက်ဆုံးအစ်မှာတော့ Phison လို့ခေါ်တဲ့လယ်သမားလူရန်စားရှိတယ်သူတို့ကတော့ Nobel တွေ Nike တွေရဲ့မြေတွေမှာအလုပ်လုပ်ကြရတယ်။အခွင့်အရေးနဲ့ခံစားမှုကတော့နည်းနည်းပဲရတယ်။ဒါက feudalism လို့ခေါ်တဲ့ mission breed တိစနစ်ရဲ့ပုံစံဖြစ်တယ်။အဲအဲ့ဒီခေတ်မှာဘီယင်တွေရဲ့ဩဇာအာဏာက ရင် imperary တုန်းကလောက်မကျဲပြတ်မင်းနဲ့ limited ဖြစ်တယ်ဗျာအကန့်သက်ရှိတယ်ပေါ့သူတို့ချုပ်ကင်နိုင်တဲ့နယ်မြေအတွင်းမှာပဲသူတို့အာဏာကတက်ရောက်တယ်ဒီစနစ်ကိုကြည့်မယ်ဆိုလို့ရှိရင်အစင်းစင်းကွန်ရက်တစ်ခုလိုချိတ်ဆက်ထားတာကိုတွေ့ရတယ်အဓိကကတော့မြေပိုင်ဆိုင်မှုဆိုတာရေအသစ်စာခံမှုဆိုတာရေဘရင်တွက်ပြန်ပြီးတော့စစ်တိုက်ပေးမယ်ဆိုတဲ့ surface အပေါ်ရေမှာဒီစနစ်ကိုတိဆောက်ထားတာဖြစ်တယ်အဲ့ဒီ medieval period ကာလမှာအင်အားကောင်းတဲ့နိုင်ငံရေးဆိုင်ရာအစုအဖွဲ့တွေကတော့ Byzantine Empire ဗီဇင်အင်ပါယာဆိုတာကရောမအင်ပါယာပြိုကွဲတုန်းကကျန်နေခဲ့တဲ့ရောမအင်ပါယာရဲ့အရှေ့ပိုင်းကိုခေါ်တာဖြစ်တယ်ပေါ့နော်။ဒါအခုခေတ်ဆိုလို့ရှိရင်တူရကီနိုင်ငံအစ္စတန်ဘူမြို့ကိုအခြေပြုပြီးတော့တိဆောက်ထားတာဖြစ်တယ်။ဒါကြောင့် Byzantine Empire ကို Eastern Roman Empire အရှေ့ရောမ Empire လို့လည်းခေါ်တယ်။အဲ့ဒီ Byzantine Empire မှာတော့ရောမ Empire တုန်းကရင်ကျိမှုတွေနဲ့အုပ်ချုပ်ရေးပုံစံတွေကိုပဲဆက်ပြီးတော့ကျင့်သုံးတယ်။ဒါအာဏာကဗဟိုကလာတဲ့ centralized ပုံစံဖြစ်တယ်။အဲ Empire ရဲ့အုပ်ချုပ်ရေးက Christian Church တွေနဲ့နတ်နတ်ဆိုင်ဆိုင်ကိုချိတ်ဆက်ထားတယ်။ ။နောက်ထပ်ထင်ရှားတဲ့နိုင်ငံရေးအင်အားစုတွေကတော့ Islamic Caliphate တွေဖြစ်တယ်။အခရစ်နှစ်900ကျော်လောက်မှာတမန်တော်မူဟာမက်ပေါ်ထွန်းလာပြီးတော့ Islam ဘာသာအားကောင်းလာတာနဲ့အတူ Islam ဘာသာရေးနဲ့နိုင်ငံရေးကိုပေါင်းစပ်ထားတဲ့အုပ်ချုပ်ရေးပုံစံတွေကလည်းထွန်းကားခဲ့တယ်။အဲဒီလိုအုပ်ချုပ်ရေးပုံစံကို Islamic Caliphate တွေလို့ခေါ်တာဖြစ်တယ်။ Islam စော်ဘွားတွေအုပ်ချုပ်တဲ့စနစ်ပေါ့။သူတို့ကလည်းအတော်လေးအင်အားကောင်းပြီးတော့ Islamic ယဉ်ကျေးမှုနဲ့သိပ္ပံပညာတွေကိုဒါအရှိတ်ဘက်ဆိုရင်အိန္ဒိယကနေပြီးတော့နောက်ဘက်ဆိုလို့ရှိရင်စပိန်လောက်ထိကိုဖြန့်ကျက်နိုင်ခဲ့တယ် အပြုတ်ကွဲသွားတဲ့အနောက်ဘက် Roman Empire မှာတော့ရှေ့ကပြောခဲ့သလိုပဲအာနာလီဟာနေဖြစ်ပြီးတော့နိုင်ငံငယ်လေးတွေပေါ်ထွန်းခဲ့တယ်။ဒါအင်္ဂလန်ပြင်သစ်အစရှိတဲ့နိုင်ငံတွေပေါ့။နောက်ဥရောပအလယ်ပိုင်းမှာလည်းဗြိတိသျှနိုင်ငံငယ်လေးတွေအများအပြားပေါ်ထွန်းခဲ့ပြီးဒါ Holy Roman Empire ဆိုပြီးတော့ရောမ Empire ကိုပြန်ပြီးတော့အသက်သွင်းနိုင်ဖို့စ조사ခဲ့ကြတယ်။အာဒါပေမဲ့လည်းရောမ Empire ပုံစံတော့ပြန်မဖြစ်ခဲ့ပဲနဲ့ဒါကိုယ်နိုင်ငံတွေကိုအုပ်ချုပ်ကြပြီးတော့ Confederation ဆန်ဆန်ပဲစုစည်းနိုင်ခဲ့တာဖြစ်တယ်။အကက်သလစ်ချတ်ချောင်းတော်ကိုတော့အားလုံးကလေးစားကြပြီးတော့ ဒီ Crane ဆိုတဲ့ identity တခုအောက်မှာတော့စုစည်းပြီးခဲ့ကြတယ်။အဲ့ဒီခေတ်ကာလမှာဘာသာရေးဆိုတာကပုဂ္ဂလိကကိစ္စတခုတည်းမဟုတ်ဘဲနဲ့ဘာသာရေးဆိုတာနိုင်ငံရေးလည်းဖြစ်တယ်။ဥရောပမှာအပုယဟမင်းကြီးတွေရဲ့ဩဇာအာဏာကအရင်ကြီးမားပြီးတော့ဘရင်တွေကိုလွှမ်းမိုးထားနိုင်တဲ့အခြေအနေဖြစ်တယ်။အပြင်းနေနန်းတက်လို့ရှိရင်လည်းပုံဟမင်းကြီးတွေကတရဖူဆောင်းပေးရတယ်ဆိုတာမျိုးတွေအဲ့တော့ state power နဲ့ church power နဲ့ကိုညှကြေလုပ်ဖို့ကိုတော်တော်လေးခက်ခဲခဲ့တဲ့ကာလဥရောပမှာအဲ့ဒီလိုပုံဟမင်းကြီးတွေကအာဏာကြီးမားပြီးတော့ ခရစ်ယာန်ဘာသာကလည်းအားကောင်းနေတယ်လို့ဒါအရှိလေပိုင်းနဲ့အာဖရိကမြောက်ပိုင်းမှာလည်းအရှိကပြောခဲ့တယ်လို့အစ္စလာမစ်ခလီဖိတ်တွေကအားကောင်းနေတဲ့အတွက်ခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာကြားမှာတိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီးတော့ crusade စစ်ပွဲတွေဖြစ်ခဲ့တယ်။အ1095ခုနှစ်မှာ Pope Urban II ကနေပြီးတော့ခရစ်တော်မွေးဖွားခဲ့တဲ့အမြင့်မြတ်တဲ့နေမြေဖြစ်တဲ့ဂျေရုဆလင်ကိုမွတ်စလင်တွေလက်ထဲကနေပြီးတော့ပြန်သိမ်းဖို့အတွက်ခရစ်ယာန်နိုင်ငံတွေကိုတိုက်တွန်းခဲ့တယ်။အဲအဲ့ကနေစပြီးတော့နှစ်ပေါင်း200လောက်အတွင်းမှာဘာသာရေးစစ်ပွဲ ရှစ်ပွဲလောက်ထိဖြစ်ခဲ့ပြီးတော့တမိုင်းမှာကြော်ကြတဲ့ Crusade စစ်ပွဲတွေဆိုတာပေါ်ပေါက်ခဲ့တယ်။အပေါ်ရင်ကြည့်မယ်ဆိုရင်တော့ Crusade စစ်ပွဲတွေဆိုတာကခရစ်ယာန်နဲ့အစ္စလမ်ကြားမှာဖြစ်တဲ့ဘာသာရေးစစ်ပွဲလို့အချမ်းမြင့်မြင်နိုင်ပေမဲ့တကယ်တမ်းဒီနက်နက်ဆိုင်ဆိုင်လေးလာကြည့်တဲ့အခါမှာတော့နိုင်ငံရေးအရအမျက်ထုတ်လိုမှုတွေနဲ့အကျိုးစီးပွားတွေပါပါနေတယ်လို့ပညာရှင်တွေကသုံးသပ်ကြတယ်။အခရုစိတ်စပွဲမှာပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ဘရင်တွေ၊ Nobelry နဲ့ Nice လို့ခေါ်တဲ့သူရဲကောင်းတွေအတွက်ဒီတိုက်ပွဲကနေပြီးတော့နေမြေအစ်စ်တွေရနိုင်တယ်လို့ တို့ရဲ့အောင်မြင်ကျော်ကြားမှုနဲ့တကူဩဇာတွေပူကြီးထွားလာဖို့အတွက်မျှော်လင့်ပြီးတော့လည်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်။အောက်ခြေလူနေစားလေသမားတွေအနေနဲ့ကတော့တို့မှဘာမှပိုင်ဆိုင်စရာမျှော်လင့်စရာမရှိတဲ့အခြေအနေမှာဖျားသခင်အတွက်တိုက်ခိုက်ပေးခြင်းအပြင်အကောင်းကင်ဘုံရောက်မယ်စသဖြင့်ပေါ့နော်ဒီလိုမျှော်လင့်ချက်တွေနဲ့ဝင်တိုက်ခဲ့ကြတာဖြစ်တယ်။အာကက်သလစ်ချာ့ချ်တွေအနေနဲ့ဆိုလို့ရှိရင်လည်းတို့ရဲ့ဩဇာအာဏာကိုချဲ့ထွင်ဖို့နဲ့ခရစ်ယာန်နိုင်ငံကြီးမှာခရစ်ယာန်ဆိုတဲ့ခေါင်းစဉ်အောက်မှာပို့ပြီးတော့စီးလုံးညီညွတ်မှုရဖို့အတွက်ကို အဘာသာရေးကိုအကြောင်းပြပြီးစစ်ပွဲတွေဆင်နွှဲခဲ့တာဖြစ်တယ်လို့ဆိုကြတယ်။အဲအစ္စလာမ်စော်ဘွားတွေအတွက်ကြတော့လေသူတို့ပိုင်ဆိုင်ပြီးသားနယ်မြေတစ်ခုကိုအတခြားလူကိုပြန်ပေးလိုက်ရမယ်ဆိုလို့ရှိရင်သူတို့ရဲ့ဩဇာအာဏာတွေကျဆင်းနိုင်တာအပြင်နိုင်ငံရေးအရာလည်းကုန်သိက္ခာကျမှာဖြစ်တဲ့အတွက်တေကြီးပြန်လည်ခုခံခဲ့ကြတာဖြစ်တယ်။အဒါကြောင့်ခရုစိတ်စစ်ပွဲတွေဆိုတာကဘာသာရေးယုံကြည်သက်ဝင်မှုဘာသာရေးကိုင်းဆိုင်မှုတစ်ခုတည်းကြောင့်ဖြစ်ခဲ့တဲ့စစ်ပွဲတွေမဟုတ်ပဲအနိုင်ငံရေးကြီးမှန်းချက်တွေအကျိုးစီးပွားတွေအတွက်ဘာသာရေးကိုခေါင်းစစ်တက်ပြီးတော့ဆင်နွှဲခဲ့တဲ့တိုက်ပွဲတွေဖြစ်တယ်လို့တချို့ပညာရှင်တွေကသုံးသပ်ကြတယ် ။အကျိုးဆက်အနေနဲ့ကတော့ရာစုနှစ်နှစ်ခုအတွင်းမှာဖြစ်ခဲ့တဲ့ဒီ crusade စစ်ပွဲတွေအတွင်းမှာအနှစ်ပတ်ပေါင်းလူနှစ်တန်းကနေပြီးတော့ဒါ၉တန်းလောက်အထိကိုတေဆုံးခဲ့ကြတယ်လို့ခန့်မှန်းကြတယ်။ဒါစီးရင်တိကြတော့မသိနိုင်ဘူးပေါ့လေ။တေကြတာကတော့လူတန်းနဲ့ချီပြီးတော့တေဆုံးခဲ့ကြတာတေကြတယ်။ပြီးတော့ခရစ်ယာန်နဲ့အစ္စလာမ်တွေကြားမှာအမုန်းတရားတွေကြီးမားလာတာကလည်း crusade စစ်ပွဲတွေကရခဲ့တဲ့အမွေဆိုးပဲဖြစ်ပြီးတော့ဒီနေ့အထိအကျိုးသက်ရောက်မှုရှိနေတော့ဖြစ်တယ်။ အချုပ်အားဖြင့်တော့ medieval period လို့ခေါ်တဲ့အလယ်ခေတ်မှာမြေရှင်ဗြိတိသရေစနစ်ထွန်းကားခဲ့တယ်။ Islam ဘာသာနဲ့နိုင်ငံရေးပေါင်းစပ်ထားတဲ့ Islamic Caliphate တွေပေါ်ထွန်းခဲ့တယ်။ဥရောပမှာ Catholic Church ကြောင်းကလွှမ်းမိုးပြီးတော့ Crusade လိုဘာသာရေးစစ်ပွဲတွေဖြစ်ခဲ့တယ်။ဒါတွေကြောင့်ဒီခေတ်ကိုတချို့က Dark Age အမှောင်ခေတ်လို့ခေါ်ကြတာဖြစ်တယ်ပေါ့နော်။သူရဲကောင်းတွေရဲတိုက်တွေပုံဟန်းမင်းကြီးတွေနဲ့ဘာသာရေးစစ်ပွဲတွေပေါ်ပေါက်ခဲ့တဲ့လူသမိုင်းမှာနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့အချိန်ကာလပေါ့။ဒါပေမဲ့လည်းဒီလိုအဖြစ်အပျက်တွေကိုနောက်လူတွေကသင်ခန်းစာယူပြီးတော့ အပိုကောင်းတဲ့နိုင်ငံရေးစနစ်တွေကိုစဉ်းစားတွေးခေါ်လာနိုင်ခဲ့တာကြောင့် a medieval period လို့ခေါ်တဲ့အလယ်ခေတ်ဟာလည်းနိုင်ငံရေးသိပ္ပံကိုစိတ်ဝင်စားသူတွေအတွက်လေ့လာဖို့ကောင်းတဲ့ခေတ်တစ်ခေတ်တော့ဖြစ်တယ်။ a medieval period အပြီးနောက်တစ်ခေတ်ကိုတော့ renaissance ခေတ်လို့သတ်မှတ်ကြတယ်။ပြန်လည်မွေးဖွားခြင်းဆိုတဲ့အဓိပ္ပာယ်ပါ။အလုသမိုင်းမှာအထင်ကရဖြစ်ခဲ့တဲ့ classical era မှာထွန်းကားခဲ့တဲ့အတွေးခေါ်တွေစာပေတွေနဲ့ယဉ်ကျေးမှုတွေကအမှောင်ခေတ်မှာဘာသာရေးကျောင်းတော်တွေရဲ့နောက်ကိုရောက်သွားပြီးတော့ဒါအခုခေတ်မှာမှပြန်လည်မွေးဖွားလာတာကြောင့် renaissance ခေတ်လို့ခေါ်တာဖြစ်တယ်။ Renaissance ကဆက်လေးရာစုကနေပြီးတော့18ရာစုလောက်ဖြစ်ပြီးတော့အနုပညာတွေသိပ္ပံနည်းပညာတွေနဲ့ခေတ်သစ်နိုင်ငံရေးစနစ်တွေထွန်းကားခဲ့တဲ့ကာလဖြစ်တယ်။ပြီးခဲ့တဲ့အလယ်ခေတ်မှာတော့ဆိုလို့ရှိရင်ဥရောပရဲ့နိုင်ငံကြီးကစစ်တူရင်ခုန်တစ်ခုလိုပဲပေါ့နော်။ဘုရင်တွေ night တွေအာ nobel တွေကအပြိုင်ဆိုင်အားပြိုင်နေကြပြီးတော့အနေမြေတွေပုံမှုရရှိဖို့အတွက်ကိုစူးစမ်းနေကြကြတယ်။ Renaissance ခေတ်မှာတော့အဲ့ဒီအခြေအနေတွေကပြောင်းလဲသွားပြီးတော့အကုံသွယ်ရေးတွေအားကောင်းလာတယ်နဲ့ဒီနိုင်ငံတွေကလည်းပို့ပြီးတော့စနစ်ကျလာတယ်။ အပြင်တွေကအရင်ကလို Nobel တွေ Knight တွေကိုအာမကိုတော့ပဲ ਨੇ အာနာကိုဗဟုအားချုပ်ကန်တဲ့ပုံစံကိုကျင့်သုံးလာကြတယ်။အခွန်တွေကိုကိုယ်တိုင်ကောက်တယ်။အမြဲတမ်းစစ်တပ်တွေဖွဲ့စည်းလာတယ်။ဒီလိုနဲ့ပဲ Nobel တွေနဲ့ Knight တွေရဲ့အခန်းကဏ္ဍကတဖြည်းဖြည်းအနောက်ကိုရောက်သွားတာပေါ့။အပြစ်သစ်မှာဆိုလို့ရှိရင် Louis XVI ဘုရင်ကအမြေရှင်တွေရဲ့ဩဇာအာဏာတွေကိုချိုးဖျက်ပြီးတော့သူ့ရဲ့အာဏာကိုချဲ့ထွင်ခဲ့တယ်။အမြေရှင်တွေဖြစ်တဲ့ Nobel တွေနဲ့ Knight တွေကအာဏာအရန်ထက်နေတာကို Louis XVI ကသဘောမကျတာကြောင့်အဲ့ဒီစနစ်ကိုဖျက်ဆီးပြီးတော့ ပြည်သင့်နိုင်ငံမှာအကျွင်းမဲ့တအူးဆံမိုင်ဘီရင်စနစ်ကိုအသက်သွင်းခဲ့တယ်။ဒါအင်္ဂလန်မှာလည်း The War of Roses လို့ခေါ်တဲ့နှင်းစီတွေရဲ့စစ်ပွဲကနေပြီးတော့ A Tudor Dynasty A Tudor မင်းဆက်ကိုတည်ထောင်နိုင်ခဲ့တယ်။ The War of Roses လို့ခေါ်တဲ့နှင်းစီတွေရဲ့စစ်ပွဲဆိုတာကအင်္ဂလန်ဘီရင် Edward III ရဲ့အဆက်အနွယ်တွေဖြစ်တဲ့ House of Lancaster နဲ့ House of York တို့ကြားမှာဖြစ်တဲ့ထီးနန်းလို့စစ်ပွဲပေါ့။ Lancaster အိမ်တော်နဲ့ York အိမ်တော်လို့ပြောရမှာတင်တယ်။ Nobel တွေပေါ့။အဲ့ဒီမှာ Lancaster အိမ်တော်ရဲ့အမှတ်တရစိတ်ကအနီရောင်နှင်းစီဖြစ်ပြီးတော့ ယော့ခ်အိန်တော်ရဲ့အမတ်တစေကအဖြူရောင်နှင်းစီဖြစ်တယ်။အဒါကြောင့်သူတို့နှစ်ဖွဲ့ကြားမှာဖြစ်တဲ့စစ်ပွဲကိုနှင်းစီတို့ရဲ့စစ်ပွဲလို့တင်စားကြတာဖြစ်တယ်။အတူတူပြောရလို့ရှိရင်နောက်ဆုံးမှာတော့လန်ကာစတာအိန်တော်ကနိုင်တယ်။ပြီးတော့ယော့ခ်အိန်တော်ကမင်းသမီးကိုလက်ထပ်လိုက်တယ်။အဲ့ဒီမှာပဲစစ်ပွဲပြီးသွားပြီးတော့ဂျန်ဘတ်အိန်တော်နှစ်ခုကတမိသားစုတွေအဖြစ်ပေါင်းသွားခဲ့တယ်။အဲ့လိုနဲ့ပဲအင်္ဂလန်မှာလည်းနိုဘယ်ရီအားမကောင်းတော့ဘဲနဲ့အာနာကိုဘရင်ကပဟုအနေချုပ်ကင်တဲ့ပုံစံကိုပြောင်းလဲခဲ့တယ်။ အလားတူစပိန်မှာလည်းအင်အားကြီးတဲ့ state တွေဖြစ်တဲ့အကတ်စတီကဘရင်မအစ်စပယ်လာနဲ့အာရဂွန်ကဘရင်ဖာဒီနန်တို့ကလက်ထပ်ခဲ့ပြီးတော့အစပိန်နိုင်ငံရဲ့အာဏာကိုသူတို့လက်အောက်ကျအောင် စုစည်းနိုင်ခဲ့တယ်။အစပိန်မှာအဲ့ဒီအချိန်ကမွတ်စလင်တွေကကြီးစိုးနေတာဖြစ်ပြီးတော့သူတို့လက်ထပ်မှာတော့ခရစ်ယာန်ဘာသာကိုပြန်ပြီးတော့အသက်သွင်းနိုင်ခဲ့တယ်။ဒါကြောင့် Renaissance case ဆိုတာကကွဲကွဲပြားပြားဖြစ်နေတဲ့ရဲတိုက်တွေအင်ဒိုရီးယားနေပြီးတော့မျိုးသားနိုင်ငံလို့ခေါ်တဲ့ nation state တွေကိုတိစောက်ခဲ့ကြတဲ့ကာလဖြစ်တယ်။ဥရောပမှာနိုင်ငံတွေကအဲ့လိုမျိုးစုစည်းမိနေပေမဲ့ အီတလီမှာတော့အကွဲအကွဲပြားပြားဖြစ်နေစေပဲဖြစ်ပြီးတော့နိုင်ငံရေးစနစ်တွေကအစံသက်ခံနေရတဲ့ကာလပဲဖြစ်တယ်။ Florence, Venice နဲ့ Milan တို့ဆိုလို့ရှိရင်ဒါအားကောင်းတဲ့ city state တွေပေါ့နော်မြို့ပြနိုင်ငံတွေအနေနဲ့ပဲရှိနေကြပြီးတော့နိုင်ငံရေးစနစ်တွေကလည်းအမျိုးမျိုးဖြစ်တယ်။ Florence မှာဆိုလို့ရှိရင်ကုန်တယ်မိသားစုလိုလူကုန်တန်တွေကအုပ်ချုပ်ကြပြီးတော့ Republic လို့ခေါ်တဲ့သမ္မတနိုင်ငံစနစ်မျိုးကိုကျင့်သုံးခဲ့တယ်။အဲတအုပ်ဆမ်မိုင်ပြည်နေကအုတ်ချုပ်တာမဟုတ်ဘဲနဲ့အရတားဖြစ်တဲ့ထတ်တန်းလွှာတွေကအုတ်ချုပ်တဲ့ပုံစံမျိုးပေါ့ အဲ့ဒီမှာအာနာဆိုတာကစစ်ပွဲတွေလက်ယုံရည်တွေစီကနေပြီးတော့လာတာမဟုတ်ပဲနဲ့အချမ်းသာကြွယ်ဝမှုနဲ့လွှမ်းမိုးနိုင်စွမ်းတွေကနေပြီးတော့တစဉ်နိုင်ငံရေးအာဏာကိုတိစောက်ယူကြတာဖြစ်တယ်။အာဗင်နစ်မှာဆိုလို့ရှိရင်လည်း The Great Council လို့ခေါ်တဲ့လူချမ်းသာတွေပါဝင်တဲ့ကောင်စီကအုပ်ချုပ်ပြီးတော့အသူရောကုံတွေတွေဖြစ်တဲ့အတွက်လူပေါင်းစုံနဲ့ဆက်ဆံရတာကြောင့်နိုင်ငံရေးမှာဘာသာရေးရဲ့ပါဝင်မှုကကျော့ကျလာခဲ့တယ်။1923ခုနှစ်အီတလီမှာနီကိုလိုမာကေဗယ်လီဆိုတဲ့အတွေ့အကြုံပညာရှင်က The Prince ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့တယ်။ အဲ့ဒီစာအုပ်ကအဲ့ဒီခေတ်ကနိုင်ငံရေးအတွေးခေါ်တွေကိုစိန်ခေါ်ခဲ့တယ်လို့ပြောလို့ရတယ်။မက်ကဖယ်လီရဲ့အဆိုအရအုပ်ချုပ်သူတွေရဲ့အလုပ်ကအချစ်ခံရဖို့မဟုတ်ဘူး။အပြည်သူတွေကအုပ်ချုပ်သူတွေကိုကြောက်ရွံ့နေဖို့လိုအပ်တယ်လို့ဆိုတယ်။ဘာလို့လဲဆိုတော့ကိုကျင့်တရားတွေချစ်ချင်းမြတ်တာတွေကနိုင်ငံကိုတည်ငြိမ်အောင်ထိန်းចောင်းနိုင်မှာမဟုတ်ပဲနဲ့အာနာပါဝါကသာတိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းចောင်းနိုင်မှာဖြစ်တယ်လို့အသူကပြောတယ်ပေါ့။အသူရဲ့နာမည်ကြီးတဲ့စကားကတော့ဒါမင်းအနေနဲ့နှစ်ခုလုံးကိုမရနိုင်ဘူးဆိုလို့ရှိရင် ချစ်နေတာတည်းကြောက်နေတာကပိုကောင်းတယ်ဆိုတာပဲဖြစ်တယ်။နောက်ထပ်သူက state နဲ့ charge ကိုခွဲခြားထားရမယ်လို့လည်းဆိုတယ်။နိုင်ငံရေးအုပ်ချုပ်ရေးမှာဘာသာရေးရဲ့အခန်းကဏ္ဍမပါဝင်သင့်ဘူးဆိုတာမျိုးပေါ့။အကျိုးဆက်အနေနဲ့ကတော့သူ့ရဲ့စာအုပ်ကိုခရီးရန်ကျောင်းတော်တွေကအဘန်းတာပိတ်ပင်တာခံရတယ်။ဒါပေမဲ့အုပ်ချုပ်သူတွေကတော့ဖတ်ကြပြီးတော့သဘောကျကြတယ်။ အရီနီဆန်ခေမှာမာကေဗယ်လီရဲ့နိုင်ငံရေးအတွေ့အခေါ်တွေကနောက်ပိုင်းနိုင်ငံရေးသိပ္ပံမှာကျွန်တော်တို့ပြောနေကြတဲ့ secular state ဆိုတဲ့ဘာသာရေးကိုနိုင်ငံရေးကနေပြီးတော့တရားခွဲထုတ်ထားရမယ်ဆိုတဲ့အယူအဆရဲ့ခြေပြအတွေ့အခေါ်ဖြစ်ခဲ့တယ်ပေါ့။မာကေဗယ်လီကနိုင်ငံကိုအုပ်ချုပ်ဖို့မဟာဗျူဟာစဉ်းစားချက်တွေပဲလုပ်ပြီးတော့ဘာသာရေးယုံကြည်ချက်တွေနဲ့အုပ်ချုပ်လို့မရဘူးဆိုတာကိုပထမဆုံးသင်ကြားပေးခဲ့တဲ့သူဖြစ်တယ်။အရီနီဆန်ခေမှာခေတ်သစ်တန်တမာရေးကိစ္စတွေလည်းမိုးပွားခဲ့တယ်။အဲဒါအီတလီက city state တွေကတင်းငယ်တဲ့မြို့ပြနိုင်ငံတွေဖြစ်တာကြောင့် သူတို့အချင်းချင်းကြားမှာစစ်ပွဲအတွက်မဟာမိတ်တွေတိစောက်ထားကြတယ်အသူတို့ကတန်ယုံဆိုတာဒီအမြဲတမ်းတန်တမန်ဆိုတာဒီနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနလို့ institution တွေကိုဖန်တီးခဲ့ကြတယ်လူ့သမိုင်းတခြား state တွေအချင်းချင်းစစ်ပွဲမှာမဟုတ်ဘဲနဲ့တန်တမန်ရေးစကားဝိုင်းမှာပထမဆုံးတွေ့ကြတဲ့ကာလလို့ပြောလို့ရတယ်1454မှာတော့အီတလီက city state တွေဖြစ်တဲ့ Florence မီလန်နဲ့နီပယ်ဆိုကြားမှာ A Treaty of Lodi ဆိုတဲ့စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့တယ်။ဒီစာချုပ်ရဲ့သဘောတရားကတော့သူတို့ရဲ့စစ်အင်အားတွေကိုညကြီးအနေထားမှာထိမ့်သိမ်းထားခြင်းအပြင်သူတို့ဂျာကငြိမ်းချမ်းရေးကိုတည်တံ့ခိုင်မြဲစေဖို့ဖြစ်တယ်။ဒီစာချုပ်ကိုခေတ်သစ်နိုင်ငံတကာဆက်ဆံရေးရဲ့ရှေ့ပြေးဖြစ်တယ်လို့ပြောလို့ရတယ်။နိုင်ငံတွေကြားမှာစစ်ပွဲတွေမဖြစ်အောင်ကာကွယ်ဖို့အတွက်စစ်အင်အားတွေကိုအတိုင်းအဆမရှိမတိုးချဲ့နိုင်အောင်ကာကွယ်ထားတာလို့ပြောလို့ရတယ်။ဒီနေ့ခေတ်နျူကလ িয়ার သဘောတူညီချက်တွေရဲ့အစလို့တော့ကျွန်တော်တို့ပြောနိုင်တယ်။ ရှေ့မှာပြောခဲ့တဲ့အလဲခင်မာတုံးကခရီးယန်ချတ်ချောင်းတွေကနိုင်ငံတွေအပေါ်မှာဩဇာလွှမ်းမိုးခဲ့ကြပြီမြင်ရီနီဆန့်ခင်မာတော့နိုင်ငံတွေကချတ်တွေအပေါ်မှာမိကွန်းပြန်ထုတ်လာပြီးတော့ပုတ်ဂျဟန်မင်းကြီးတွေကအာဏာကိုပြန်ပြီးတော့အစင်ခေါ်ခဲ့ကြတယ်အဒီလိုနဲ့ပဲနိုင်ငံတွေအပေါ်မှာခရီးယန်ဘာသာရဲ့လွှမ်းမိုးနိုင်မှုကရော့ကျခဲ့ပြီးတော့ဥရောပအလဲပိုင်းမှာစိတ်ကူးယဉ်နေတဲ့ခရီးယန်အင်ပါယာကြီးဆိုတဲ့အယူဆကလည်းမိမိန်ပြတ်ကွယ်ခဲ့တယ်နိုင်ငံတွေကကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့လွတ်လပ်တဲ့နိုင်ငံတွေဖြစ်လာခဲ့တယ် Renaissance ခေတ်ဥရောပမှာအဲ့လိုမျိုးပြောင်းလဲမှုကြီးကြီးမားမားတွေဖြစ်ပေါ်ခဲ့ပေမဲ့ဒါအရှေ့လေပိုင်းနဲ့အာရှမှာတော့ Emperory ထူထောင်နိုင်မှုအာတန်နေကြတော့မှဖြစ်တယ်။ဒါအရှေ့လေပိုင်းမှာ Islamic Emperor အားကောင်းခဲ့တယ်လို့အဂျင်ဂျစ်ခန်ရဲ့မွန်ဂို Emperor ကလည်း Renaissance ခေတ်နဲ့တပြိုင်တည်းလောက်မှာပဲထူထောင်ခဲ့တာဖြစ်တယ်။တရုတ်မှာဆိုလို့ရှိရင်မင်းမင်းဆက်အုပ်စိုးနေတဲ့ကာလဖြစ်ပြီးဂျပန်မှာတော့ Shogun နေရဲ့ခေတ်ဖြစ်တယ်။အကိုရီးယားမှာဆိုရင် Joseon ခေတ်ပေါ့။အကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ Renaissance နဲ့ခေတ်ပြိုင်ဆိုလို့ရှိရင် အင်ဝဟန်တာဝရီအနှစ်48ဖြစ်နေတဲ့ကာလနဲ့အတောင်ကုခေအစောပိုင်းလောက်ဖြစ်မယ်ထင်တယ်။ရခိုင်မှာလည်းမြောက်ဦးမှာရခိုင်မင်းဆက်တွေအုပ်ဆိုးနေတဲ့ကာလပေါ့။ဟာအချုပ်အားဖြင့်တော့ Renaissance ခေတ်မှာနိုင်ငံရေးနဲ့အုပ်ချုပ်မှုပုံစံတွေအပြောင်းလဲတော်တော်များများဖြစ်ခဲ့ပြီးတော့အာမြေရှင်ပရိသတ်စနစ်ကနေပြီးတော့နိုင်ငံရေးအာဏာကဘရင်နေစီကိုပြန်ရောက်လာတယ်။ Nation State လို့ခေါ်တဲ့အမျိုးသားနိုင်ငံတွေတည်ထောင်နိုင်ခဲ့ကြတယ်။အာနိုင်ငံတကာဆက်ဆံရေးနဲ့တန်တမာရေးကိစ္စတွေကိုမွေးဖွားပေးခဲ့တယ်။အာ Machiavelli ရဲ့နိုင်ငံရေးအတွေးခေါ်လိုမျိုးတွေပေါ်ပေါက်ခဲ့တာကိုတွေ့ရတယ်။ နိုင်ငံရေးမှာဘာသာရေးကလွှမ်းမိုးနေတဲ့ပုံစံကနေပြီးတော့နိုင်ငံရေးနဲ့ဘာသာရေးကိုတီးခြားစီခွဲထုတ်နိုင်ခဲ့တာကတော့ Renaissance ခေတ်ရဲ့အကြီးအကျယ်ဆုံးအမွေအနှစ်လို့ပြောနိုင်မှာဖြစ်တယ်